တနင်္လာတိုင်းဒေသကြီးဒဝဲမြို့တွင်စီးပွားရေးလုပ်ငန်းရှင်တို့အော်တိုဘားလ31ရက်က နေရင်အနီးမှာတနက်နေ့ပြစ်ခတ်လုံခြံခံရတာကြောင့်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဲဒီလိုတနက်နေ့ပြစ်ခတ်ခံရသူစီးပွားရေးလုပ်ငန်းရှင်ရဲ့အမိမှာဦးကျော်ကျော်ဦးဖြစ်က အော်တိုဘားလ31ရက်နေ့ပိုင်းကစင်ပူရက်ွက်ရှိ နေရင်အနီးကားထားတဲ့နေရာမှာကားယူသွားတဲ့အချိန်မှာအသင့်ဆောင်နေသူနှစ်ဦးကပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တနက်နေ့ပြစ်ခတ်သူများဟာ အိမ်လန်းပန်းမှပြစ်ခတ်ခဲ့ခြင်းဖြစ်ပြီးပြစ်ခတ်သူများမှာဆိုင်ငယ်တစ်စီးနဲ့လာရောက်တဲ့အမျိုးသားနှစ်ဦးဖြစ်တယ်လို့သိရကြောင်းဒေသခံများကပြောကြားခဲ့ပါတယ်။အဲ့လိုတနက်နေ့ပြစ်ခတ်ခံရတဲ့ဦးကျော်ကျော်ဦးဟာတရားရပြီးရဲ့နောက်ဆေးရုံတွင်ဆေးဝါးကုသမှုခံယူခဲ့ရာလက်ရှိတွင်ကျန်းမာရေးအခြေအနေကောင်းမွန်သက်သာလာနေကြောင်းသိရပါတယ်။လက်ရှိမှာကျွလွန်သူများကိုဖမ်းမိရေးအတွက်တာဝန်ရှိသူများကစောင့်အားနေကြောင်းလည်းသိရပါတယ်။ ဥတတော်ဦးဟာဒဝဲမျိုးရင်းပရာဟိတလုပ်ငန်းများဆောင်ရွက်ပေးသူဖြစ်ကြောင်းတက်ချင်ဤအသင်းမှဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ကဲ့သို့ကိုဗစ်ရောဂါကာလမှာလည်းကုညီဆောင်ရွက်ပေးမှုများစွာလှုပ်ဆောင်ခဲ့ကြောင်းဒေသခံများကပြောကြားပါသည်။